ဒါလောက်ကျယ်ဝန်းတဲ့တန်တရာပင်လေကြီးကိုဘာနဲ့ကုမလဲလို့တို့ဆိုလို့အဲ့တော့မြတ်စွာဘုရားကအပမဒေနအန္နဝါမင်းကိုကိုဒီတတိထားဖို့လို့ရယ်အပမဒဟဆိုတာကိုယ်စိတ်လေးဟာကုသိုလ်တရားပဲပဲရောက်ရှိပြီးတော့နေတာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မပြတ်သည့်နေတာတတိလို့ဆိုလို့ရပေါ့နော်အပမဒဆိုတာတတိပဲ ။ဒေါရန္တရာအထုတ်နေတာကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့အာယုနေနဲ့ဆင်းဆက်မပြတ်တွဲဖက်ပြီးတော့ပေးနေတယ်။စိတ်ဟာအာယုနဲ့တွဲဖက်နေတယ်။ပမာဒဆိုတာကြတော့ဘယ်လိုတော့ဆိုစိတ်လွတ်ကိုလွတ်ကာမဂုဏ်အာယုန်ကိစ္စတွေနဲ့ပဲစိတ်ကိုညှောထားလိုက်တယ်။ကောင်းတဲ့ဘက်ကိုစိတ်ကူးတောင်မထဲဘူး။ကုသိုလ်ဘက်စိတ်ကူးတောင်မထဲဘူး။နော်။အိုမနာမသိမှာစိတ်ကူးတဲ့တောင်မထဲဘူး။ ြောမယ်သွားမယ်လာမယ်စားမယ်တောက်မယ်ဒီဒီထဲမှာပဲနေတဲ့ပျော်ပျော်နေတည်ခဲဆိုတဲ့အတွေးနဲ့တွေးနေတာလေးကပမာဒတော့ခေါ်တယ်အပမာဒကြတော့အဲ့လိုမဟုတ်ဘူးဩငါတနေ့တရားအောင်မှမတည်ခင်လုံးမှငါတနေ့အိုရအောင်မှမအိုခင်လုံးမှဘာခန္ဓာကိုလဲဖြာနာခြင်းဆိုတဲ့သဘာဝတရားတွေငါမကျော်လွှားနိုင်သေးဘူးကြမ်းမာနေတော့ငါတခုလုံးမှ အသက်အရွယ်ရှိတုံကြိုးစားမှဆိုတဲ့စိတ်ကလေးတွေဟာဒါအပမဒလို့ခေါ်တယ်။အဲ့ဒီအပမဒရှိမှအမတန်ကျယ်ဝန်းတဲ့ပင်လယ်ခရီးကြီးကိုဖြတ်ကူးလို့ရမယ်တဲ့။ဘို့ဆိုလို့ရှိရင်တော့မိမျောနေရင်တော့မဆုံးနိုင်တဲ့ခရီးကြီးကိုရှောက်ပြီးတော့ပြောလိုက်ပါလိုက်လူဖြစ်လိုက်ခွေးဖြစ်လိုက်နဲ့တော့ရှောက်တရိษံဖြစ်လိုက်ငရဲကြလိုက်ဒီလိုမျောပါနေမှာပဲအကုန်အဲ့ဒါလို့ တန်တရားဩကလုဖို့ဆိုတာဒီပင်လေပြင်ကြီးတဲ့ကထွက်ဖို့ဆိုတာအလွန်ခရင်သွားပြီလို့သူဆိုအဲ့တော့သူကဒီဩကကိုလည်းဖြတ်ကျော်တယ်ကိလေသာတွေအနဝါဆိုတဲ့တန်တရားကြီးကိုလည်းဖြတ်ကျော်တယ်ဩကဆိုတဲ့ရေရင်ဒီလိုင်းကြီးတွေကိုတော့ယုံကြည်ခြင်းနဲ့ဖြတ်ရမယ်တန်တရားဆိုတဲ့ရှင်ပြင်ကြီးကိုတော့အပမာဒဆိုတဲ့တတိတရားနဲ့ဖြတ်ကျော် ေးတတိပ္ပံကျင့်စဉ်ကျင့်နေတာအားထုတ်နေတာဟာဒါပင်လေကြီးကိုဖြတ်ကူးနေခြင်းပဲလို့ဒီလိုအောင်မရဘူး